အကြီးကားတွေကိုအတွဲလိုက်ခေါင်းစဉ်ပေးပြီးအကြောင်းတစ်ခုစီတည်တံ့ရေးဆွဲလာတဲ့အကြီးကျော်မင်းထိုင်ဟာ For Eternity လို့နာမည်ပေးထားတဲ့ဒီပြပွဲမှာတစ်ခွာပန်းတွေကြောင့်ရေးထားတဲ့ပကြီး26ကားကိုပြသထားတာပါအထစ်ကြောင့်ပုံဖော်တဲ့အခါအကြောင်းအရာအများကြီးတွေကမှပန်းကိုရွေးချယ်မိရင်တစ်ခွာမျိုးစိတ်ပေါင်းရာချီရှိရတဲ့ဗန်တာနဲ့ကက်လီယာတစ်ခွာတွေကိုတွေ့ရပါတယ် နိုင်ငံဆိုင်ရာပကြီးတွေကနေဝတ်စားစင်ရမှုဖက်ရှင်အဲ့ဒီကမှမင်းသမီးတွေရဲ့ကဟန်တွေကိုရေးဆွဲလာတဲ့ကြော်မင်းထိုက်ကအချစ်ကိုပုံဖော်ဖို့ပွင့်ဖက်ပွင့်ချက်တွေရဲ့နူးညံ့မှုတွဲဖက်ထားတဲ့အကြောင်းပြောင်းလဲတဲ့တင်ကေတာတွေပါလို့တစ်ခွကိုသူရွေးချယ်ခဲ့တာပါလို့ဆိုပါတယ်တက်ခွပန်းကိုကြည့်တဲ့အခါမှာအတေပို့ပြီးတော့တက်ခွပန်းရဲ့လှပမှုပေါ့နော်။နောက်သူတို့ရဲ့အယောင်တွေးတယ်။တနည်းအားဖြင့်ပြောမှဆိုရင်တော့တနည်းအားဖြင့်ကျွန်တော်ဒီပကြီကားကိုပေးထားတဲ့ပကြီကားရဲ့ နာမည်လေးပေါ့အဲ့နာမည်ကလည်းကျွန်တော်အချစ်နဲ့ပတ်သက်ပြီးတော့ပဲပေးထားတာပေါ့ဥပမာနတ်ဆိုင်တဲ့အချစ်တို့တော်တော်များများ innocent ချစ်ပေါ့နော်ကျွန်တော်တို့အချစ်နဲ့ပတ်သက်တဲ့ဟာမျိုးလေးနဲ့ဒီပချီကန်းနဲ့လိုက်ဖက်မဲ့နာမည်မျိုးလေးကျွန်တော်ယူထားပြီးတော့ပချီကန်းနဲ့တွဲဖက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပုံကိုပေါ်လွင်မှာပေါ့ဒီလိုမျိုးကြီးကျွန်တော်မရှင်းပြမဲနဲ့ပေါ့မရှင်းပြဖြစ်ဒီလိုကြည့်မယ်ဆိုရင်တော့အားလုံးကတော့တစ်ခွပိုင်းပဲရေးထားတဲ့လူပဲမြင်ကြမှာပေါ့နော်တကယ်တမ်းကျွန်တော်ရဲ့ရေးထားတဲ့ကျွန်တော်ရဲ့ thing concept က love ကိုကျွန်တော်ဒီပန်းလေးရဲ့လှပမှု ူရဲ့အယောင်တွေးလေးတွေရဲ့စိတ်ဝင်စားစရာကောင်းမှုတွေနဲ့ကျွန်တော်ကဘယ်လိုပြောမလဲဆိုရင်နှစ်သက်စွဲဖြစ်အောင်အဲလိုဆွဲဆောင်မှုရှိမှုတွေကိုကျွန်တော်ကဒီပန်းလေးတွေနဲ့ကျွန်တော်ပုံပေါ်ထားတာ။ကျော်မင်းထရဲ့တကူရောကားလေးတွေဟာပန်းတွေကြောင့်တည်တံ့ရေးထားလို့ထူးခြားနေတယ်လို့ပကြီးတွေကိုကြည့်ပြီးစိတ်ထဲလန်းဆန်းအေးမြသွားတဲ့သဘောပါနေတယ်လို့ပကြီးပွဲလာကြည့်တဲ့ဥခင်ရွှေကအမှတ်ချက်ပေးပါတယ်။ပကြီးကားတွေကတခြားပြပွဲတဲ့ထူးခြားပြီးတော့ပန်းတွေကြီးပဲဆွဲထားတဲ့ပုံတွေဖြစ်လို့ ်စိတ်ထဲမှာလန်းဆန်းပြီးတော့အေးမြကြည်လင်တဲ့သဘောတွေအများကြီးပါတယ်စိတ်တွေညှင်းနှွမ်းနေတဲ့ဥစ္စာကိုလန်းဆန်းစေတဲ့အဲ့ဒီပကြီကားတွေကြည်ပြီးတော့အရန်စိတ်ချမ်းသာပါတယ်ပကြီရဲ့အခြေခံတဲ့ဖန်တီးမှုကိုနားလေသဘောပေါက်သူတိုင်းဟာပကြီကားတွေကိုခံစားတတ်ကြပါတယ်ပကြီရေးတဲ့သူတွေကတော့အဆက်မပြတ်ရေးနေဖို့လိုသလိုစိတ်ကူးစိတ်တမ်းကောင်းကောင်းနဲ့ ကိုပိုင်ဟန်ရှိဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။အာလူတိုင်းအားလုံးအမှုပညာဒီလေ့လာတဲ့အမျိုးမောင်မတွေပဲပြောကွာစိတ်ဝင်စားပြီးတော့လေ့လာတဲ့ပရိအမှုပညာရှင်ဝန္ဒနာရှင်တွေကိုပဲပြောပေါ့နော်ကျွန်တော်ပြောချင်တာကတော့အဓိကကတော့ဟိုကိုယ့်ရဲ့ creation idea ပါပဲ creation idea ဖြစ်တဲ့ခါကျမှမတူညီ क्वे ပြပြီးတော့အမ် style တွေမတူတဲ့ hand တွေမတူတဲ့ကိုယ်ပိုင် hand တွေမတူတဲ့အခြေပြုပေါ့ now step အမြင်အခြားလူမမြင်ဘူးတဲ့မတွေ့ဘူးတဲ့ style hand လေးတွေကို ဟိုကိုပိုင်မွေးထုတ်ဖန်တီးနိုင်ခဲ့လို့ရှိလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်လောကမှာတင်မကဘူးပေါ့နော်အနောက်လောကမှာလည်းတွားရောက်ပြီးတော့ထုတ်ဖောက်လို့ရမှာပေါ့အဓိကကတော့ကျွန်တော်ပြောချင်တာက creation idea ပါပဲ